မေရိကန်သမ္မတဒေါ်နယ်ထရန့်အလိုရှိနေတဲ့ယူကရိန်းရဲ့တပ်တွေကိုအမေရိကန်ကတူးဖော်ခွင့်ရရှိမဲ့သဘောတူစာချုပ်ကိုအမေရိကန်နဲ့ယူကရိန်းဟာ AP 30ရက်ကချုပ်ဆိုခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်အဒီစာချုပ်ကြောင့်အမေရိကန်ဟာယူကရိန်းရဲ့တပ်တွေကိုတူးဖော်ခွင့်နဲ့ယူကရိန်းနိုင်ငံပြန်လည်ထူထောင်ရေးမှာရမုံငွေတွေရင်းနှီးမြှုပ်နှံခွင့်ရရှိမှာဖြစ်တယ်လို့ထရန့်ကပြောကြခဲ့ပါတယ်။မီရှားတပ်တွေအပါအဝင်အလွန်အရေးကြီးတဲ့တပ်တွေဟာယူကရိန်းမှာအများပြားရှိနေပါတယ်။မီရှားတပ်တွေဆိုတာကလျှက်စစ်ကားတွေ၊မိုဘိုင်းဖုန်းတွေ၊ဒုံးကျည်စနစ်တွေနဲ့ အခြားလျှက်စစ်ပစ္စည်းတွေအတွက်စွန့်ရင်ပေးနိုင်တဲ့တန်လိုက်တွေကိုပြုလုပ်ရမှာအသုံးပြုတဲ့တက်တူအမျိုးအစား18မျိုးဖြစ်ပါတယ်။အဲ့ဒီမြေရှားတက်တူတွေအပါအဝင်တက်တူအမျိုးအစားပေါင်း90ခန့်ဟာအလွန်အရေးကြီးတဲ့တက်တူတွေအဖြစ်အမေရိကန်ဘူမိပေဒါလေ့လာရေးအဖွဲ့ကယူဆထားပါတယ်။အလွန်အရေးကြီးတဲ့တက်တူတွေဟာကာကွယ်ရေး၊နည်းပညာမြင့်ပစ္စည်းတွေ၊လေကြောင်းအာကာသ၊အစိမ်းအောင်စွန့်ရင်လိုစက်မှုလုပ်ငန်းတွေအတွက်အလွန်အရေးကြီးပါတယ်။ ယူကရိန်းမှာဥရောပသမဂ္ဂကသတ်မှတ်ထားတဲ့တပ်တူအမျိုးအစား34ခုတည်းက22ခုရဲ့တပ်တူတိုက်တွေရှိနေပြီးအဲ့ဒီတပ်တူတွေရာဆောက်လုပ်ရေးပစ္စည်းတွေဖာရိုအလွိုင်းနဲ့မေရှားတပ်တူအချို့ရှိနေပါတယ်။ယူကရိန်းမှာရုံမြင့်တန်ကြားတွေမိသီးတွေပြုလုပ်ရမှာအသုံးပြုတယ်။လန်တန်နန်နဲ့ဆီရီယန်တပ်တူတွေလျားလျက်စစ်ထုတ်ယူတဲ့တာပိုင်တွေလျက်စစ်ကပက်ထရီတွေပြုလုပ်ရမှာအသုံးပြုတယ်။နီယိုတေမီယန်တပ်တူတွေရှိကြောင်းယူကရိန်းရဲ့ဘူမိပေဒါအင်စတီကျူကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီနောက်နျူကလ িয়ার စွမ်းအင်မလေဆာရောင်ကြီးအထိထုတ်ကုန်မျိုးမျိုးမှာအသုံးပြုတယ်။ RBN နဲ့ရေချွေးရန်တပ်တူတွေလည်းရှိကြောင်းယူကရိန်းရဲ့ဘူမိပေဒါအင် Institute ကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအပြင် Ukraine ဟာ Lithium, Beryllium, Manganese, Gallium, Zirconium, Graphite, Apatite, Fluorite နဲ့ Nickel တို့ကိုအဓိကထောက်ပံ့ပေးတဲ့နိုင်ငံဖြစ်တယ်လို့ကမ္ဘာစီးပွားရေး Forum ကပြောကြားခဲ့ပါတယ်။